ားလုံးဝမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကပုဂ္ဂိုလ်တောင်းအားပေးဖို့အကောင်းဆုံးနည်းလမ်းတစ်ခုအကြောင်းပြောပြပေးသွားမယ်အတချို့ဆွေးနွေးကြတာရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဒီနေစဉ်ဘဝမှာကိုယ့်ရဲ့အလုပ်မှာကျွန်တော်တို့ဒီတက်တက်ကြွကြွနဲ့ energy အပြည့်နဲ့ကျွန်တော်လှုပ်ဆောင်ခြင်းနဲ့ဘယ်လိုမျိုးလှုပ်ဆောင်အောင်လဲပေါ့။ဟိုမှာစာပုံမှန်ဖတ်ခြင်းနဲ့စာပုံမှန်ဖတ်ခြင်းစိတ်ရှိနေအောင်။နောက်ဂျင်ကစားတဲ့သူတွေဆိုရင်လည်း အချင်းကိုကျွန်တော်တို့ပုံမှန်သွားခြင်းသိရှိအောင်ဟိုမှာနောက်ကျွန်တော်တို့ဒီငွေစုတာနဲ့ပတ်သက်ရင်လည်းငွေပုံမှန်စုခြင်းသိဖြစ်အောင်ပေါ့နော်ဒါမျိုးကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲပေါ့ဆိုတော့အဲကျွန်တော်နေ့စဉ်ဘောမှာဖြစ်ဖြစ်အလုပ်မှာဖြစ်ဖြစ်အရေးကြီးတာကအဲကျွန်တော်တို့ဒီတက်တက်ကြကြနဲ့ energy အပြည့်နဲ့တောင်းမလို့ပဲနဲ့ကျွန်တော်လှုပ်ဆောင်နိုင်ရတဲ့ဆိုရင်တော့ကျွန်တော်ကိုလှုပ်ချင်တဲ့အလုပ်ကိုကိုလုံးမဲ့အလုပ်ကိုပေါ့နော်ဒီ routine လို့ခေါ်တဲ့ဒီပုံမှန်လှုပ်လှုပ်စဉ်အလုပ်ဖြစ်သွားအောင် habit လို့ခေါ်တဲ့ဒီအလေးထားဖြစ်သွားအောင်ကျွန်တော်တိဆောက်ဖို့ ရည်ကြည်ပါတယ်။ဥမာကျွန်တော်တို့မှာသိစိတ်ဒီ question mind နဲ့မသိစိတ်ဒီ subconscious mind ဆိုပြီးတော့ရှိတယ်ဗောလေ။သိစိတ်ကတော့ကျွန်တော်တို့တတိနဲ့တွေးတယ်စဉ်းစားတယ်ဆုံးချက်တွေချတယ်အစီအစဉ်တွေချမှတ်တယ်တတိနဲ့လှုပ်ဆောင်တယ်ဗော။မသိစိတ်ကြတော့သူကအတိတ်မှာဖြစ်ခဲ့တဲ့အတိတ်မှာလုပ်ခဲ့တဲ့အရာတွေကိုသိသိတယ်။ဥမာအတိတ်မှာကျွန်တော်တို့ခံစားခဲ့ရတာတွေကျွန်တော်တို့မှတ်တယ်ကျွန်တော်တို့မသိစိတ်က။နောက်ကျွန်တော်တို့လုပ်ခဲ့တဲ့အလေးထားတွေကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့အရာတွေနောက် န်းစားချက်တွေပေါ့နော်ဒါတွေကျွန်တော်တို့ဟိုစိတ်ထဲမှာသူကမှတ်ထားတယ်သိမ်းဆီးထားတယ်ဆိုတော့မသိစိတ်ကကျွန်တော်တို့နေ့စဉ်ဘဝမှာတော်တော်လေးကိုတည်ရောက်မှုရှိပါတယ်တည်ရောက်မှုရှိတယ်ဆိုတော့ဒီမသိစိတ်ကိုကျွန်တော်တို့ကဒီကောင်းကောင်းအသုံးချပြီးတော့ကျွန်တော်တို့လှုပ်ချင်တဲ့အလုပ်တွေကိုဒီအလေးချင်းဖြစ်ပေါ့နော်မသိစိတ်ထဲမှာကျွန်တော်သိမ်းဆီးပြီးတော့တိဆောက်ထားနိုင်မယ်ဆိုရင်အချိုးကျတူအများကြီးရှိပါတယ်ဟုတ်ကျင်းကစားရတယ်ဆိုတော့ကျွန်တော်ပုံမှန်လှုပ်ထားတဲ့လူတယောက်ကဘာသူမှလာပြီးကျွန်တော်တို့အတင်းနေတွန်းအားနေပေးပြီးတော့လှုပ်ခိုင်းစရာမလိုဘူးပေါ့လေ ဲ့တော့ကျွန်တော်အသိဉာဏ်တရားရှိတယ်သူဆိုလို့ရှင်အချင်းပုံမှန်ကစားတယ်ပုံမှန်လောက်တယ်ပုံမှန်လောက်တဲ့အတွက်အဲ तू ကဒါဟိုအလေးချင်းတစ်ခုဖြစ်သွားပြီးတော့ဒီဂျင်ကစားနေရရင် तू ကပုံမှန်ပျော်တယ်မတော်ရင်တော့မှ तू မှတစ်ခုလိုတယ် तू ခံစားရတယ်ကျွန်တော်နေ့စဉ်ဘဝပြန်စဉ်းစားကြည့်လို့ရတယ်ကျွန်တော်ကဒီမနေ့နဲ့ညမှာကျွန်တော်တို့သွားတိုက်တယ်ဆိုရင်ကျွန်တော်ဒါထွေထူးဓာကြီးကိုလောက်ရမယ်ဆိုတော့တွန်းအောင်ပြီးတော့ကျွန်တော်လောက်ဆရာမလို့ပုံမှန်သွားတိုက်တဲ့အချင်းကိုကျွန်တော်ပုံမှန်လောက်တယ်အမှညဘက်ဖျက်ရှုပ်ခုပြီး အိတ်တဲ့လူတယောက်ကကျွန်တော်ဖျားမရှိခိုးပဲအိတ်လို့ရှင်သူ့မှာတစ်ခုလုံနေသူမျိုးကျွန်တော်ခံစားရတာရှိတယ်။အဲ့ရဝင်ကနေတိုင်းဒီဆက်ဖတ်တဲ့သူတယောက်ကဆက်မဖတ်ရင်သူအိရုထံကိုတိတ်အဆင်မပြေတာရှိတယ်။ဒီလိုပဲကျွန်တော်ကဒီငွေစုတာနဲ့ပတ်သက်လို့သားဆောင်ဝင်တိုင်းကျွန်တော်ငွေပုံမှန်စုတဲ့လူတယောက်ကသူ့မှာအကျင့်ဖြစ်သွားပြီဆိုလို့ရှင်ဒီငွေမစုရပဲမနေနိုင်။မနေနိုင်ဆိုတော့ဥပမာသူဝင်ငွေတစ်ခုရလာပြီဆိုရင်သူအဲစုစရရှိတဲ့စုတယ်။ပြီးမှသူရဲ့ဒီအသုံးစရိတ်တို့ဘာလို့ဒါမျိုးကျွန်တော်တို့ကဒီ budget ချပြီးတော့သူစီမံတယ်။ ဆိုတော့ကျွန်တော်တို့ကတခုခုကိုဘသူမှတွန်းအားပေးစရာမလိုဘဲနဲ့ကျွန်တော်တို့ကဥပဒေကိုလှုပ်ရှင်စိတ်နဲ့လှုပ်ရှင်နဲ့ energy ပေးနဲ့လှုပ်ရှင်နဲ့ဆိုရင်ကျွန်တော်အများအားပြောနေကြတာ motivation မရှာနဲ့ကျွန်တော် allegiance တိစောက်ဖို့အရေးကြီးတယ် routine ဖြစ်အောင်ကျွန်တော်လှုပ်ထားဖို့အရေးကြီးဒီလိုလှုပ်ထားနိုင်မယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဘဝမှာကျွန်တော်တို့ရဲ့အလုပ်မှာလှုပ်ရှင်ခံရစိတ်နဲ့ပတ်သက်လို့ကျွန်တော်အများကြီးတွတ်တက်လာမှာဖြစ်ပါတယ်ဆိုတော့တွတ်တက်ရင်ငွေကြေးနဲ့စီးပွားဆိုင်ရာ video တွေကို ပုံမှန်ကြည့်ရှုနာဆင်နေတဲ့ဆိုရင် channel လေးကို subscribe လုပ်ထားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။